ကဲဒါလေးရောနော်ဝင်လာငါးကြီးနော်တောင်းတင်လာတဲ့ဒုက္ကံတွေပါဆိုတော့ဒုတိယတစ်ခုအနေနဲ့ကျွန်တော်တို့ဝေဖန်ခံရတယ်နော်အရှင်စင်ကိန်းတားရဲ့နော်စစ်စစ်မှုရယ်နော်ဆိုတော့အဲ့ဒါလေးတစ်ချက်လောက်တည်တည်လေးအောင်ဘာလို့ဝေဖန်နေရလဲပေါ့အေးဟုတ်ဘာလို့လဲကျွန်တော်ကအမှုကိုလည်းမဟုတ်တော့တာပဲဒီတော့ ်ပေလေးကိုချိတ်လို့ချိတ်တော့ဒီလိုပြန်နေအောင်နဲ့ချက်ချိတ်မနဲ့ချက်နေလေးကိုချက်လို့ချက်ရဘလို့တက်လာလဲဖုန်းလုံးကြီးတပါးနေနေဒီမှာနေနေချက်အောင်လားမြေပြင်းနေတယ်နာနေတယ်ရုံးနေတယ်အောင်ဆက်ရှော့လို့ပေါ့ချက်တယ်အောင်ရှော့တယ်ချက်ရှော့အောင်ချက်ရှော့ဒီပေါ့လို့ဟုတ်ကဲ့ဒီခေါင်းလိုက်ဘလို့ရောဒီတင်မာလေးတင်ရတယ်

အာရီမင်းကြီးတို့ကနာဘာဘီရေဘီရီမန်ပြေးထားတာတော့မှတ်တော့ဖြစ်ရနေလိမ့်ဆိုင်ဟုတ်ပြီနော်ဒါလေးရောနော်အခုကခံရတဲ့အရှင်စေကိန်းနာရဲ့စစ်စစ်မှုတွေနော်ဆိုတော့နောက်ထပ်တစ်ခုနည်းနည်းကျွန်တော်တို့အဲတေးပြလာပြီဖြစ်တဲ့မြန်မာရိုးရအရှူအရှူလုတ်တယ်နော်ဆိုတော့အဲ့ဒါတို့ဆက်လုပ်ကြည့်လေးအောင်အခုတော့မှနေပြီနော် ကဲအဲ့ဒါလေးကတော့မြန်မာရုပ်ရအစုလေးထိုလေးကိုတုတ်ပြတ်လာပြီနော်ဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့မြန်မာရုပ်ရှင်နောက်ခံနောက်ခံတီးလုံးတွေကိုပြန်လို့တလုံးလုံးနေတဲ့အကုန်တိပြပါညီငယ်လေးကြောက်ရုပ်တန်နေမှာလို့ဆိုတော့အဲ့ဒါလေးကိုဆက်တိတိလေးအောင်မင်းသမီးဖျားပေါ်မှာတပြက်စီလဲမယ်ချောင်းတစ်စီလဲဟဲ့မြန်မာကားတိုင်းမှာပါနော်အဲ့ဒီတိုင်းမင်းသမီးကိုမင်းသားတွေ့သွားပြီချီမြည့်ရခန်းလေးပေါ့ ူချမ်းတွေကမင်းသမီးကိုတွေ့တာပြီဟုတ်ပါအဲ့ဒီမှာမင်းသားနေကောင်းမလေးကိုလွတ်လိုက်ရေဆုံးနေကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နော်ခုလိုဆွေးနွေးကြတဲ့ဗီဒီယိုတွေနေ့စဉ်နဲ့ပုံမှန်စပိတ်တော့ပြည့်စုံတဲ့ YouTube Channel လေး Subscribe လုပ်ပါပြီးကြပါဦးနော်ခုလိုကျေးဇူးတင်ပါတယ်